ကျမတို့မဲတောင်းနေတာဘယ်ပုံကိုဘယ်ပုံကိုအတွက်မှတောင်းနေတာမဟုတ်ပါဘူးအဖွဲချုပ်အတွက်တောင်းနေတာပါဒီအဖွဲချုပ်အတွက်ဘာဖြစ်လို့တောင်းတောင်းနေလဲဆိုတော့ကျွန်တော်ပြောလို့ရှိရင်ကျမတို့အစိုးရလုပ်ချင်လို့ပဲလို့ဒီလိုပဲပြောအောင်ပါတယ်ကျမတို့ဒီတော့ပဲဝင်ပြီးတော့အစိုးရလုပ်ချင်တယ်လို့လို့မလုပ်ချင်တယ်လို့လို့အဲ့ဒါကျမလုံးဝနားမလဲဘူးလုပ်ချင်တယ်လုပ်ချင်တယ်ပြောမလုပ်ချင်တယ်ဝင်းကောမဝင်နဲ့ဒါပဲလေရှင်းရှင်းမယ်အဲ့တော့ ားတယ်လုတ်ချင်တယ်လို့တော့မလုတ်ချင်တယ်လို့တော့မလုတ်ဘူးကျမတို့အဖွဲ့ချုပ်ကအစိုးရလုတ်ချင်တယ်ဘာဖြစ်လို့လဲဒီနိုင်ငံကိုပြောင်းလဲပေးနိုင်မယ်အခွင့်အရေးကျမတို့လိုချင်တယ်ဒီအခွင့်အရေးဆိုတာလဲကျမတို့ကနေပြီးတော့အပိုင်ပေါင်းပိုင်စည်းထားမှာမဟုတ်ဘူးပြည်သူလူထုပေးထားတဲ့အလျောက်ပဲပေးထားတဲ့အတိုင်းတာအထိပဲကျမတို့ယူရမှာဖြစ်ပါတယ်ပြည်သူလူထုကမလိုလားတော့မလိုလားတော့ဘူးဆိုလို့ရှိရင် ဒီစကားတကူကဖေဖေလဲ1948ခုနှစ်ရွေးကောက်ရွေးကောက်ပွဲမတိုင်မီတုန်းကပြောခဲ့တဲ့စကားတကူရှိပါတယ်ဒါကျွန်မအမြဲပဲမှတ်ထားပါတယ်ပြည်သူလူကပြည်သူကနေပြီးတော့မလိုလားတဲ့တနေ့မှဆိုရင်တုတ်တော့ကပ်ဖက်ပြီးနေမဲ့လူမျိုးမဟုတ်ဘူးလို့ပြောခဲ့ပါတယ်မလိုလားတဲ့တနေ့မှာဆိုရင်ကျမတို့ဟာကပ်ဖက်ပြီးနေမဲ့အဖွဲမဟုတ်ပါဘူး အဲ့ဒီအချိန်မှာကျမတို့အဖွဲ့ထဲမှာကပ်ဖက်ပြီးနေကျင်တဲ့သူတွေရှိလို့ရှိရင်ကျမတို့ကစီးမစ်စကန်ရရေးချင်ပါမှာ